တရုတ်နိုင်ငံရဲ့မအိုစေးအစ်စ်ကြောင့်အသက်120ကျော်အောင်နေထိုင်တော့မယ်လို့ဆိုပါလေအသက်ရှိစေးပညာကို အထူးပြုလုပ်ဆောင်တဲ့တရုတ်နိုင်ငံအစဉ်ကျန်းမှာလုံဗီဘိုင်အိုဆိုင်ယင့်ဟာလူသက်တမ်းကိုအနှစ်တရာမှာ120ထိရှည်စေမဲ့အိုမင်းရေဟုကိုတိုက်ဖြတ်စေတည်ထွင်နေပါလေဒီနယောတိုင်းတရေရအဲ့ဒီစေးပြားလေးဟာစပီသီးအစ်စ်မှာတွေ့ရှိရတဲ့ drop ပေါင်းကိုအခြေခံထားပါလေအစေးရှိတိကျတဲ့မော်လီကျူးတွေဟာတည်ခြင်းတရားကို အန်တုပြီးတော့ကျမ်းမာတဲ့ဆဲတွေကိုပျက်စီးစေတဲ့အိုမင်းလာတဲ့အသက်ကြီးလာတဲ့ဆဲတွေကို ပြစ်မှတ်ထားပြီးဖယ်ရှားပစ်တယ်လို့ကုမ္ပဏီကခိုင်မာဆိုပါလိမ့်။စပီးစီထုတ်ယူခြင်း PCC1 မှကျွတ်ဒီမှာပြန်တက်ထားတဲ့ drop down ဖြစ်တဲ့ဆဲတွေကိုတက်ပြီးတက်တန်းကို64ရာခိုင်နှုန်းအထိတက်တန်းတိုးစေတယ်။စပီးစီအစိထုတ်ဆေးများမှာလုံးပြီး file size စစ်ဟာစင်ကြမ်းမှထုတ်ကုန်တစ်ခုဖြစ်ပါလိမ့်။လုံးပြီး CEO ဖြစ်တဲ့လှူရှင်းခွာက ငါးနှစ်မှဆယ်နှစ်အတွင်းဘယ်သူမှကင်ဆာမဖြစ်နိုင်ဘူးလို့ခန့်မှန်းထားပါတယ်။အိုမင်းရဲ့အမှုကိုတိုက်ဖျက်လုပ်ငန်းဟာအရှင်မြင့်လာပါတယ်။အမေရိကတရုတ် EU ဂျပန်နဲ့တောင်ကိုရီးယားတို့ဟာအိုမင်းရဲ့အမှုတားဆီးဖို့သူတို့ရင်းနှီးမြှုပ်နှံမှုကိုတည်တည်တတ်တာတိုးမြင့်လာပါတယ်။စပီးစစ်ကိုအနောက်တိုင်းမှာကျမကြီးအတွက်အစားအစာအဖြစ်ကြာမြင့်စွာသုံးခဲ့ပြီးတရုတ်တိုင်းရဲ့စီးတွေမှာလည်းရေပန်းဆောင်ပါလေ။2030ပြည့်နှစ်မှာတော့အိုမင်းရဲ့အမှုကိုပျောက်ကင်းစေမယ်လို့ဆိုပါလေ။ နောက်တရင်ဘုတ်ပြောခြင်းနဲ့ဗျလောက်ဖြုတ်ခံရတဲ့ Intel Engineer တယောက်ဟာအရေးကြီးတဲ့ file ပေါင်း18000ကျော်နဲ့ပျောက်ဆုံးနေပါလိမ့်ဒီဖြစ်ရပ်က Intel Company ဝန်ထမ်းထောင်ချီလောက်ဖြုတ်လိုက်တဲ့အချိန်မှာဖြစ်ခဲ့တာပါ2025မတ်လမှာ Intel CEO တဲ့ Les Wooten က Company ပြန်ဖွဲ့စည်းဖို့ဆိုပြီး Intel လောက်အောင်စု short ချပါလိမ့် Intel က chip design နဲ့ထောက်ထောက်ရေကိုအသက်ပါတီ company တွေငှားပြီးတော့ data center နဲ့ desktop တွေ mobile ထုတ်ကုန်တွေအတွက် non-user ကိုပိုင် processor လေးဖန်တီးဖို့လုပ်နေတာပါကံမီရဲ့ဖွဲ့စည်းပုံပြောင်းလဲနှစ်နှစ်တွေလူပေါင်း3000 5000ကျော်အလုပ်တွေနောက်သွားပါလေဒီထဲမှာလုံသိအင်ဂျင်နီယာတွေလက်ပါတာပါပဲ Intel ကလုံဖြုတ်ခံရတဲ့ Gen 4 Show ဆိုတဲ့ software engineer ကတော့အလုပ်ဖြုတ်ခံရတာကိုလက်တော့ပြင်နေနေနဲ့ Intel server ထဲဝင်ပြီးပိုင်ပေါင်း1800ကျော်ခိုးယူခဲ့ပါလေ Intel ရဲ့တရားစွဲဆိုချက်အရဒီ engineer ခိုးရတဲ့ file show ဟာထိတ်တန့် lower file တွေဖြစ်နေပါလေဒီ file တွေ Intel ကပြန်လိုချင်နေပါလေ ။အခုဒီ engineer ကိုလည်း fine ခိုးမှုနဲ့ဒေါ်လာ2သိန်းခွဲရလို့ကြောင်းတရားဆွဲထားပါလိမ့်။ခုဒီတော့ဒီ engineer ကိုဆက်သွယ်လို့မရပါဘူး။အယောင်နေမှမသိရပါဘူး။ဒီ engineer ရဲ့ပတ်သက်ပြီးတရားတော့တော့သူက2014မှာ Intel ကိုလုံးဆောင်ဝင်ပါတယ်။7နှစ်လောက်ကြာပါပြီ။ဒီနှစ်ဇူလိုင်9ရက်နေ့မှာလာကုန်ရေအလောက်ကနားပြီးကြောင်းရှင်းနာစာပို့ခံရပါလိမ့်။ဒါနဲ့ company ကမထောက်ခင်တပတ်လုံးမှာ file တွေကိုသူ့ရဲ့ပြင်မ NAS drive ထဲကူးထည့်သွားတာပါ။နောက် Intel က data download ဆွဲသွားတာတည်တော့ သူ့ဆက်တွေ့ဖို့စ조사ပါတယ်။၃လလောက်ကြာတဲ့အထိဒီအင်ဂျင်နီယာကဖုန်းလည်းမကိုင်စာလည်းမပြန်တော့ပါဘူး။ဝန်ထမ်းဟောင်းတွေ data ခိုးလို့အင်းတွေကတရားစွဲတာအရင်ကရှိပူပါတယ်။တခြားအင်းတွေအင်ဂျင်နီယာဟောင်းတို့လည်း Microsoft မှာလုပ်ရအောင်အင်းတွေချက်လက်တွေခိုးကူးလို့နှစ်နှစ်စောင့်ကြည့်ခံခဲ့ရပြီးဒေါ်လာ၃၀၀လောက်တရားခံရတယ်လို့သိရပါတယ်။